င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်မုံမုံမြို့ကနောက်ဆုံးစကန်ခမရ430ခွန်တက်ရင်ကို KIA ကတက်ခတ်သိမ်းပစ်လိုက်ပြီးစစ်သား100ကျော်ထေကတက်ပြက်ပြီးထွက်ပြေးနေသူတွေကို KIA ကလိုက်လံတက်ခိုင်နေပါတယ်ကိုကန် MND ကတိုက်ခိုက်သိမ်းပိုက်ထားတဲ့ရှမ်းပြည်အထူးဒေသတက်မှာနိုင်ငံကအစ်မကြီးကျမ်းမာရေးစနစ်ကို CDN ကျမ်းမာရေးဝန်ထမ်း900ဝန်းကျင်နဲ့စတင်အကောင့်ထဲပေါ်နေတဲ့တဲ့တင်ပါဝင် နောက်ဆုံးတဲ့သတင်းတွေကိုတင်ဆက်ပေးပါမရှင်။ခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကချင်ပြည်နယ်မိုးမော်မြို့မှာနောက်ဆုံးကြန့်ရှိနေတဲ့အကြမ်းဖက်စစ်တပ်ခမရ430ခုတိုင်ရင်ကို KYN ကတိုက်ခိုက်သိမ်းပိုက်ရာမှာစစ်ကောင်စီတပ်သား200ကျော်တေဆုံးပြီးတင်ကားတစ်စီးကို သိမ်းဆဲရရှိသလို တက်ပြက်ပြီးထွက်ပြေးနေတဲ့စစ်သားတွေကိုလိုက်လံတက်ခိုက်နေရလို့ KIA ရဲ့စစ်ရေးသတင်းမြစ်ကပြောပြပါရယ်။ဩဂတ်စ်လ16ရက်နေ့ညနေလောက်မှာမိုးမောင်မြို့ပြင်ကခမရ430ခွန်တရင်ကို KIA ကအပြည့်တက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါရယ်။အဲဒီစခန်းကိုအကြက်ဘက်စစ်တပ်ကအင်အား900ခန့်နဲ့အခိုင်အမာခံစစ်ပြင်ဆင်က ခုခံတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီစခန်းသေးတိုက်ပွဲတွင် အကြက်ဖက်စစ်တပ်စီကနေတင်ကားတစ်စီးနဲ့လက်လက်ခရင်အများပြားကိုတင်ဆဲရရှိခဲ့လို့စေတရင်မြစ်ကပြပြပါရတယ်။တင်ဆဲရရှိခဲ့တဲ့လက်လက်ခရင်အရေးအတွက်ကိုလက်ရှိအချိန်ထိရေတွက်နေဆဲဖြစ်တယ်လို့လည်းသိရပါရတယ်။အဲဒီစခန်းသိမ်းပိုက်မှုတွင်အကြက်ဖက်စစ်သား200ကျော်သေဆုံးသွားသလိုဒဏ်ရာရှိသူတွေလည်း200ခန့်ရှိပြီးတပ်ပြတ်ကထွက်ပြေးနေသူတွေကိုတော့ KIA ကလိုက်လံတိုက်ခိုက်နေတယ်လို့ KIA ရဲ့စေတရင်မြစ်ကပြော ော့ပါတယ်ရှင်။ဆက်လက်ပြီးတော့တစ်တုံညာနှစ်ခုပထမလှိုင်းပြည်စည်းချိန်ကလေးကရှမ်းပြည်အထုဒေသတက်မှာနန္ဒကအစ်စ်မီကျမ်းမာရေးစနစ်ကိုစီဒီယန်ကျမ်းမာရေးဝန်ထမ်း900ဝန်းကျင်နဲ့စတင်အကောင့်ထည့်ဖော်နေပြီလို့အထုဒေသတက်ရဲ့ကျမ်းမာရေးဌာနပြောရေးဆိုခွင့်ရှိသူစီဒီယန်ဆရာဝန်ဒေါက်တာဘတ်တကပြပြပါရယ်ကိုကန် MND ကတိုက်ခိုက်သိမ့်ပိုက်ထားတဲ့အထုဒေသတက်မှာ ကျန်းမာရေးဌာနကိုဖွင့်လှစ်ပြီးစီရီယန်တွေအပါအဝင်ကျန်းမာရေးဝန်ထမ်းပေါင်း900ဝန်းကျင်နဲ့စတင်လက်ပတ်ခဲ့တယ်လို့ဒေါက်တာပတ်သက်ကရန်ကုန်ခေတ်သစ်ကိုပြပြပါရတယ်။အဲ့ဒီနောက်ကုသရေးလုပ်ငန်းတွေကိုအကောင့်တွေဖော်ကအရှိန်ဟိုမြင့်တင်ဆောင်ရွက်နေတယ်လို့လည်းသိရပါရတယ်။အထူးဒေသတစ်အတွင်းမှာရှိတဲ့တိုင်းဒေသအလုံးလူမျိုးဘာသာမျိုးတန်းတူညီမျှကျန်းမာရေးဆောင်ရှောက်မှုရရှိစေဖို့အဖက်ဖက်ကရွရင်းနေတဲ့ကျန်းမာရေးစနစ်အစ်စ်မြင့်တင်ဖို့နဲ့နိုင်ငံကအစ်စ်မြေကျန်းမာရေးစနစ်တစ်ခုကိုတည်ဆောက်ဖို့အပြင်ကျန်းမာရေးစီဒီယံဝန် န်းအလုံးအလောက်ကန်အခွင့်အလမ်းရရှိစေရအတွက်ဖြစ်တယ်လို့ CDN ဆရာဝန်ဒေါက်တာဘာသက်ကပြောပြပါရယ်လက်ရှိ MND ကတိမ့်ပိုက်ထားတဲ့လာရှိုမျိုးနယ်ကပြည်သူစေုံကြီးကိုဩဂတ်လ17ရက်နေ့မှာစတင်ဖွင့်လှစ်လိုက်ပြီးလူမျိုးဘာသာမရွေးကုသပေးနေပြီးတရက်ထဲမှာပဲလူနာလာရောက်ပြတ်တမှု168ဦးရှိပြီးအတွင်းလူနာ38ဦးရှိတယ်လို့လဲဆိုပါရယ်ဒါအပြင်လာရှိုမျိုးမှာနိုင်ငံကအစ်စ်မီကျမ်းမာရဲ့စက်ပစ္စည်းတွေကိုတက်ဆင်သွားဖို့လဲရှိနေတယ်လို့လဲသိရှိရပါတယ်ရှင် မကွေးတန်တဲ့တပုတ်ကိုတက်ဆက်ပေးကြပါရယ်မကွေးတန်ပခုတ်ကူမြို့နယ်ပခုတ်ကူကံမကားလမ်းမန်းကညောင်ကျစ်ပင်ရွာစစ်တပ်ဂိတ်စကန်ကိုဝင်ရောက်တိုက်ခတ်ခဲ့ရမှာစစ်သားနဲ့ပြူစော်တီ6ဦးဟာထိသွားပြီးတပ်တပ်တလက်ကိုတင်ဆက်ရရှိခဲ့လို့ရန် Force UG တပ်ဖွဲ့ကတရင်နှင့်ပြန်ကြားတောင်းခံကိုပိန်ကရန်ကုန်ခေတ်တကိုပြောပါရယ်ဩဂတ်စ18ရက်နေ့မနေ့9နိုင်လောက်ကစတင်ပြီးပခုတ်ကူမြို့နယ်ပခုတ်ကူကံမကားလမ်းမပေါ်ညောင်ကျစ်ပင်ရွာအကြက်ဖက်စစ်သားပြူစော်တီပူးပေါင်းတက်ဆွဲထားတဲ့ဂိတ်စကန်ကိုဝင်ရောက် ပြစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်တွင်အကြမ်းဖက်စစ်သား6ထပ်မင်းနဲ့ဟာတေသွားခဲ့တာဖြစ်ပြီး G3 အမျိုးအစားတနက်တလက်ကိုတင်ဆက်ရရှိခဲ့လို့လည်းသိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်လက်ကင်တော့ပြူစောတီခေါင်းဆောင်ရဲ့နေရင်ကရိတ်ခါပစ္စည်းတွေကိုဖျက်ဆီးနိုင်ခဲ့ပေမဲ့လည်းအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်3ဦးကထိခိုက်ဒဏ်ရာရရှိခဲ့လို့လည်းသိရပါတယ်ရှင်။ မန္တလေးတိုင်းသတင်းတပုတ်ကိုကြည့်အောင်ပါမန္တလေးတိုင်းငဇုံမြို့နယ်ငမြကြီးရွာကိုတိုက်ခိုက်သိမ်းပိုက်ရမှာစစ်သားနယ်ရဲ့၁၀ဦးခန့်သေဆုံးပြီးစစ်တောင်ပန်း9ဦးနဲ့တူဆက်လက်တလက်ပါဝင်လက်နက်ဆက်လက်ကိုသိမ်းဆဲရရှိခဲ့တယ်လို့မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM ကတိုက်ခိုက်ရေးတာဝန်ခံဗိုလ်ဆက်ကြာက ပြောပြပါရယ်ဩဂတ်စာ၁၉ရက်နေ့မနေ့လေးလိုင်းလောက်ကနေစတင်ပြီးငမြကြီးမြို့မှာအခြေစိုက်ထားတဲ့နေမြေရဲစခန်းကိုဝန်ရောက်တိုက်ခိုက်ခဲ့ရမှာနနေ့9နာရီလောက်မှာအပြည့်သက်သိမ်းပိုက် န်းခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိမ့်ပိုက်မှုတွင်အကြမ်းဖက်စစ်သား၁၀ဦးခန့်ဟာတည်သွားသလိုစစ်တုံးပန်းအမျိုးသား၅ဦးအမျိုးသမီး၂ဦးနဲ့ဆက်လက်တလက်အပါအဝင်လက်လက်ဆက်လက်ကိုတင်းဆဲရရှိခဲ့လို့လည်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ဘက်က လေကြောင်းကနေရော ရေကြောင်းကနေပါစစ်ကူတွေတောက်လျှောက်လာပြီးမဲ့လဲမြေပြင်စစ်ကူလာတာကိုတော့ဒေသခံအဖွဲ့တွေကမိုင်းခွဲဖျက်တောက်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM ကတိုက်ခိုက်တာဝန်ခံဘိုးဆက်ကြာကပြပြပါ ါပါတယ်။ငမြကြီးရဲစခန်းကဖမ်းဆီးရရှိခဲ့တဲ့စစ်တုံးမအမျိုးသားငါးဦးအမျိုးသမီးနှစ်ဦးတို့ကိုတပ်ဆိုင်ရာကိုအလံနိုင်ရန်ချက်ဆက်ထားပြီးလိုအပ်တဲ့နေရာထိုင်ခင်အစားအသောက်နဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို စီစဉ်ဆောင်ရွက်ပေးတာကယာယီထိမ့်သိမ်းပေးထားတယ်လို့လည်းသိရပါပါတယ်ရှင်။ စကန်အတန်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်စကန်အတန်းတပဲမြို့နယ်အနီးအနားကျေးရွာ20ကျော်ကပြည်သူ2000ကျော်ဟာစစ်ပေးတင်းရှောင်နေကြရပြီးစေဝါနဲ့စားနပ်ရိက္ခာတွေအရေးပေါ်လိုအပ်နေကြတယ်လို့တပဲမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတိုးကပြောပြပါရယ်ဩဂတ်စာ15နေ့ကနေ16ရက်နေ့ထိတပဲမြို့နယ်အနီးအနားကျေးရွာ20ကျော်ကပြည်သူ2000ကျော်ဟာစစ်ပေးတင်းရှောင်နေကြတာလည်းဖြစ်ပါရယ်အဲ့ဒီစစ်ရှောင် ပြည်သူတွေဟာတပဲမြို့နယ်အနီးတစ်ဝိုက်ကတပြေတာဝပါမဲတဲ့ ယ်။အောင်ချမ်းသာရင်းတွေညောင်ကြီးကုန်းအစရှိတဲ့ကျေးရွာ20ကျော်ကပြည်သူတွေဖြစ်ကြရလို့လည်းသိရပါဗျ။လက်ရှိချိန်မှာစစ်ပေးဆောင်ပြည်သူတွေကိုတပဲညွန့်နဲ့ပအဖကစားနပ်ရိက္ခာအချို့ကိုထောက်ပံ့ပေးထားပေမဲ့လုံလောက်မှုမရှိဘူးလို့တပဲညွန့်နဲ့ပြည်သူအုပ်ချုပ်ရေးဘက်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပြပါဗျ။တပဲမြို့ကိုတော်လန်တပ်ဖွဲ့တွေကဩဂတ်စ18ရက်နေ့မနေ့အစောပိုင်းမှာအပြည့်အသက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးအကြက်ဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုအလွန်ကြုံပြုတ်လို့ကမြေပြင်ကနေလဲစစ်ကြောင်း ်းထိုးလာတာကြောင့်တော်လင်းတပ်ဖွဲ့ဝင်တွေဘက်ကပြန်လည်ဆုတ်ခွာခဲ့ရလို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တိုင်းတပုတ်ကတော့ဘဂိုဒန်တာရီအချင်းထောင်ကို ထောင်ပြောင်းရောက်ရှိလာတဲ့နိုင်ငံရေးအချင်းသားတွေကို ထောက်အာဏာပိုင်တွေကရန်သူတပွဲညှဉ်းပန်းနှိပ်စက်မှုတွေကိုလှုပ်ဆောင်နေရလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကရဲ့ PPNN ကဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကပြပြပါရယ်ဂျွိုင်းလန်27ရက်နေ့ကအင်းစိန်ထောင်ကနေတာဝရီအကျဉ်းထောင်ကိုနိုင်ငံရေးအကျဉ်းသားအများစုပါဝင်တဲ့အကျဉ်းသား300ဦးပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါရယ်အဲလိုပြောင်းရွှေ့လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုထောက်အာဏာပိုင်တွေကအကြောင်းပြချက်တစုံတရာမရှိဘဲ ဥချိုးတဲ့အနေနဲ့ထောင်ဝင်နဲ့ထောင်ဘူးဝမှာရိုက်နှက်မှုတွေစတင်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ကိုတိုင်ထုံးကပြပြပါရတယ်။အဲလိုရိုက်နှက်ရမှာလဲထောင်ပိုင်ရဲရင်နိုင်ကိုတိုင်ဥဆောင်က ထောင်ဝန်ထမ်းတွေကရိုက်နှက်ကြတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်အခုထိလည်းထောင်ထဲမှာပုံစံဆိုတဲ့စကားကိုအသုံးချပြီးဖိနှိပ်နေကြသလို တက်ကြွဆိုးပြင်ဆိုသူကလည်းနန်ကျင်းတွေကိုရိုက်နှက်ရမှာတက်ကြွစွာပါဝင်ပြီး မတရားဖိနှိပ်နေကြတယ်လို့ကိုတိုက်ထွန်းကပြပြပါရတယ်။အဲ့ဒီလိုရိုက်နှက်မှုတွေကြောင့်နိုင်ငံအကျဉ်းသား40ကျော်ဟာဥကောင်းတဲ့အခြားနေရာတွေမှာဒဏ်ရာတွေရရှိခဲ့တဲ့အပြင်ပြင်းမို့ကျွလွန်ခြင်းမရှိပါဘဲခြေချင်းထောက်တွေနဲ့တလကျော်ကြတဲ့အထိ ကြာမြင့်စွာခြေချင်းခတ်ထားခြင်းခံခဲ့ကြတယ်လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်စုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။